အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြမယ့်ပုံမြင်လေးကတော့မေမေဝဝံပေးတဲ့သင်ကန်းစာဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ကွယ်တခါတော့ကတိတ်ဆိတ်လွန်းတဲ့တောအုပ်လေးတစ်ခုထဲမှာမေမေဝဝံကြီးတကောင်နဲ့အတူတူသူ့ရဲ့ကလေး၃កောင်တို့လည်းအတူတူနေထိုင်ကြတဲ့ကွယ်မနေ့တိုင်းမနေ့တိုင်းမှာမေမေဝဝံကြီးက သူ့ရဲ့ကလေးတွေစားဖို့အတွက်အစားအသောက်တွေ ပြုလုပ်ပေးတာပေါ့ ။ပြီးရင်တော့သူ့ရဲ့ကလေး၃ယောက်ကိုအိယာကနေနှိုးလေးရှိတဲ့ကွယ်။မင်္ဂလီတုံးကောင်ဟာအဲ့ရကနေခုံပေါက်ထွက်လာကြပြီးတော့တောအုပ်ကလေးတဲကရေအိုင်လေးတစ်ခုထဲမှာမျက်နှာတက်ကြတာပေါ့ကွယ်ပြီးရင်တော့မနက်စာပြင်ဆင်ထားတဲ့တစ်သားစပွဲကြီးရဲ့ဘေးမှာအတိတ်နေရာယူကြတာပေါ့ ဒီလိုနဲ့မနက်ခင်းလေးတစ်ခုမှာတော့ဝဝံကလေးသုံးကောင်ဟာမနက်စာစမ်းနေကြရင်နဲ့ပိုကြီးတဲ့မုံတစ်ခုကိုသူ့ယူမယ်ငါယူမယ်နဲ့လူနေကြရင်အငင်းပွားနေကြတာပေါ့ကွယ်စပွဲတစ်ခုလုံးလဲမုတ်တွေပေးချက်နေတော့တာပေါ့မနက်စာစမ်းရင်နဲ့ဘာဖြစ်လို့ပြန်ဖြစ်နေကြတာလဲကလေးတို့ရေသူကျွန်တော်ရဲ့မုံကိုလွတ်သွားတယ်မျက်မျက်တက်တက်မစားကြဘူးမမေ ဘောဝမမေကြီးကသူမရဲ့ခေါင်းတွေကိုခါရမ်းပြီးတော့ဒီလိုပြောလိုက်တဲ့ကွယ်တယောက်နဲ့တယောက်ခိုက်ရန်ဖြစ်သွားပြီးတော့ပြဿနာတွေကို ဖြေရှင်းလို့မရဘူးမမေမင်းတို့ကို ပုံမြင်လေးတစ်ပုဒ်ပြောပြမယ်နော်ဘောဝငလေးသုံးကောင်ဟာသူတို့ရဲ့လက်မှာ ပေချန်နေတဲ့မုံကလေးတွေကို ရှာနဲ့ရက်ရင်နဲ့သူတို့မမေပြောပြတဲ့ပုံမြင်ကလေးကိုနားထောင်နေတော့တာပေါ့ကွယ်ဟုတ်ရင်တော့ကမမေကလည်း သားတို့လိုပဲဝတ်ဝင်ငယ်လေးတကောင်ပဲပေါ့ပြီးတော့မမေမနောက်ထပ်ညီမနှစ်ယောက်လည်းရှိတာပေါ့ကွယ်မမေတို့ညီမသုံးယောက်ဟာသားတို့တွေလိုပဲအတူတူကစားကြတယ်ပျော်ရွှင်ကြတယ်ဒါပေမဲ့တခါတလေမှာတော့ရန်ဖြစ်ကြတာပေါ့ကွယ်ဒီနေ့မှာတော့မမေတို့ညီမသုံးယောက်ကစားနေတော့မှာဒေါ်ရဲကရိုင်လေးတစ်ခုထဲမှာတမင်ငယ်လေးတကောင်ဟာရေစင်းတောက်ရင်းနဲ့ချွတ်အိုင်လေးထဲမှာကျွဝင်နေတာပေါ့ကွယ် သူဟာသူ့ကိုလာခဲ့ဖို့အတွက်အကူအညီတောင်းခံနေတာပေါ့ကွယ်။အဲ့ဒီအချိန်မှာမေမေရဲ့ညီမသုံးယောက်ဟာတယောက်နဲ့တယောက်နဲ့ငင်းခုန်ရံဖြစ်နေကြတာကြောင့်တမန်လေးရဲ့အတန်ကိုကြားပေမဲ့လည်းရှက်ရှင်သွားမကယ်မိပဲဖြစ်နေကြတာပေါ့။တမန်ငယ်လေးဟာကိုညီပေးပါလို့အော်နေရင်းနဲ့ပဲအဲ့ဒီချော့အိုင်ငယ်လေးထဲမှာနင်းမြုပ်ပြီးရင်နင်းမြုပ်နေတော့တာပေါ့ကွယ်။ မမေတို့ရောက်သွားတဲ့အခါမှာတော့တမင်ငယ်လေးဟာအဲ့ဒီရှော့အိုင်လေးထဲမှာနှင်းမြုပ်လို့နေပါဖြစ်နေတော့တာပေါ့ကွယ်။ဒါမျိုးပဲမမေတို့ညီမ၃ယောက်ဟာတမင်ငယ်ကလေးကို ရှော့အိုင်ထဲကနေဆွဲထုတ်ပြီးတော့ကဲတင်နိုင်ခဲ့ပါတယ်။တမင်ငယ်လေးကတော့အင်မတန်ကိုကြောက်နေတော့တာပေါ့ကွယ်။အဲ့ဒီနေမှာမမေတင်ယူလိုက်ရတာက ရံဖြစ်တယ်ဆိုတာဟာအချိန်ဖြုန်းခြင်းပဲဖြစ်ပါတယ်အဲ့ဒီအစားသူတစ်ပါးကိုကုညီတာကပို့ပြီးတော့အရေးကြီးချက်ဆိုတာပါပဲပုံမြင်လေးကိုနားထောင်ပြီးတဲ့အခါမှာတော့ဝဘဝင်ကလေး၃កောင်ဟာတယောက်မျက်နှာတယောက်ကြည့်ပြီးတော့သားတို့တောင်းပန်ပါတယ်မမေနောက်ဆိုရံမဖြစ်တော့ပါဘူးသူတစ်ပါးကိုလည်းကုညီနိုင်ဖို့အတွက်အမြဲတမ်းစူးစမ်းပါမယ်လို့ဂရိပေးလိုက်တော့တာပေါ့ကွယ်နောက်တနေ့မနက်မှာတော့ဝဘဝင်ကလေး၃កောင်ဟာ တောထဲမှာသွားလာနေရင်နဲ့ပန်းသီးတွေကိုမနိုင်မနှင်းတဲလာတဲ့သူတို့ရဲ့တငယ်ချင်းလက်ကလေးတင်မီနဲ့တွေ့တာပေါ့ကွယ်ဟာတငယ်ချင်းတင်မီပန်းသီးတွေများကြီးပါလားငါတို့မင်းကိုကုညီပြီးတဲပေးမယ်နော်ကျေးဇူးတင်ပါတယ်တငယ်ချင်းတို့ရဲ့အိမ်မြောက်တဲ့ခါမှာတော့ဝဝံကလေးသုံးကောင်ဟာလက်ကလေးတင်မီကိုကုညီခဲ့တဲ့အကြောင်းကိုဝဝံမမေထံသို့ပြန်ပြောပြတာပေါ့ကွယ် ဲ့ဒီခါမှာဝဝမေမေကကျင်နာစွာပြုံးပြလိုက်ပြီးတော့မေမေမင်းတို့အတွက်ဂုဏ်ယူပါတယ်လို့ပြန်ပြောလိုက်တော့တာပေါ့ကွယ်အဲ့ဒီနေ့ကနေစပြီးတော့ဝဝကလေးသုံးကောင်ဟာဘယ်တော့မှရံမဖြစ်တော့ဘဲနဲ့ပျော်ရွှင်စွာကစားကြတယ်သူတို့မှရှိတဲ့အရာတွေကို မျှဝေပေးတယ်ပြီးတော့တခြားသူတွေကိုလည်းအမြဲတမ်းကူညီပေးတယ်တဲ့ကွယ် ပုံမြင်လေးကတော့ဒါပါပဲကွယ်။နောက်ရက်တွေမှာလည်းဘလို့ပုံမြင်ကလေးတွေကိုတင်ဆက်ပေးအောင်လဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးပါဦးကွယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။